မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်တာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိတအုပ်အပါအဝင်15ဦးသေဆုံးပြီးဒေါ်လန်ရဲရဲဘော်2ဦးကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိတအုပ်အပအဝင်15ဦးသေဆုံးခဲ့ကြောင်းတောင်သာ People Different for TTAPDF ကထုတ်ပြန်ထားပါသည်။စက်တင်ဘာလ9ရက်နေ့ညနေ9နာရီကျော်ခန့်တွင်မလိုင်မြို့နယ်ပန်းအိုင်ရွာမှတောင်သာမြို့နယ်ရုံးစီကြီးရွာကိုစစ်ကြောင်းထိုးလာသောစစ်သားရဲနှင့်ဖြူစောတီ300ကျော်ပါဝင်သောစစ်ကြောင်းကိုတော်လရေးတပ်ဖွဲ့များကရုံးစီကြီးရွာနှင့်ပန်းအိုင်ရွာအကြားရှိစင်ချီယာစင်ချီယာဖျားအနီး၌ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုးတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဗမာအရာရှိတအုပ်အပါဝင်15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများပြခဲ့သောကြောင့်စစ်တပ်စစ်ကြောင်းသည်မလိုင်ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်။ထို့နောက်စက်တင်ဘာလ10ရက်နေ့နံနက်ပိုင်းတွင်အကြမ်းဖက်စစ်တပ်ကထပ်မံစစ်ကြောင်းထိုးလာ၍တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လန်ရဲရဲဘော်2ဦးမြင်းမြတ်စွာအသက်ပေးခဲ့ရကြောင်းသိရပါသည်။ ရှင်းစစ်ကြောင်းသည်ရုံးစီကြီးကြီးရွာကိုထိုးဖောက်ဝင်ရောက်လာပြီးပြည်သူပိုင်ပစ္စည်းများကိုယူဆောင်ခြင်းမိရှုဖြက်စီခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့အမျိုးသမီးများကိုအာဓမပြုကျင့်မှုများလှုပ်ဆောင်သွားကြောင်းသိရပါတယ်။ထိုးတိုက်ခိုက်မှုကိုတောင်တာ People Different Force TTA PDF Bravo Team မိတီလာ DSN DSNDA တနုတပ်ဖွဲ့နှင့်ရင်းချန်ခရိုင်တရင်တုံတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းသည်တောင်တာမြို့နယ်ရုံးစီကြီးရွာတွင်တက်ဆွဲပြီးကြီးရွာနီးအသက်16နှစ်မှ56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မတိန်ပြုခြင်းခဲ့ပြီးအသက်45နှစ်အရွယ်ကိုရဲနှင့်အသက်56နှစ်အရွယ်ဦးတောင်ညွန့်တို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမုံရွာမြို့နယ်တွင်ပြည်သူများထံမှဆက်ကြီးကောင်းနေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၂ဦးတို့လိုက်ပါလာသောကားကိုတော်လိုင်းရေးတပ်များကဖိခတ်မှုကြောင့်ရဲလေးဦးသေဆုံးပြီးလက်နက်ခဲယံများတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တွင်ပြည်သူများထံမှဆက်ကြီးကောင်းနေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၂ဦးတို့လိုက်ပါလာသောကားကိုတော်လိုင်းရေးတပ်များကဖိခတ်မှုရဲလေးဦးသေဆုံးပြီးလက်နက်ခဲယံများတင်စီရရှိခဲ့ကြောင်းအဆိုပါမစ်ရှင်တွင်ပါဝင်ခဲ့သောတော်လိုင်းရေးရဲဘော်ကိုထွန်းကပြောဆိုပါရယ်။ အော်တိုဘာလာလေယာဉ်ဤနနပိုင်းမုံရွာမြို့နယ်တာစီလန်နှင့်အတောအဝိုင်းဘက်တွင်ပြည်သူများထံမှငွေကြေးနှင့်ပါလာသောပစ္စည်းများအတင်းအာဓမဆက်ကြေးကောက်ခံနေသောရဲအရာရှိသုံးဦးနှင့်ရဲတပ်သားတအုပ်လိုက်ပါလာသောအင်စီကားကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်လန်တိုက်ခိုက်မှုအတွင်းရဲလေးဦးစလုံးသေဆုံးခဲ့ပြီးဒေါ်လန်ရေးတပ်များအထိခိုက်မရှိခဲ့ကြောင်းလက်နက်ခဲယမ်းများသိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။သေဆုံးသူရဲလေးဦးအနက်မှာတအုံမှာကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမတီးနယ်မြင့် နမတီးနေမီရဲစခန်းမှာရဲတက်ချက်တင်းစော်ဖြစ်ကြောင်းတင်းစီရရှိသောလက်နက်ခရမ်းများမှာ BA63 ခေါင်း G3 နှစ်လက်ကိုမမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီးနေထသောအင်စီကမှလည်းဖြိခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရပါတယ်အဆိုပါမစ်ရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပါလာဖာနှင့်ကျောင်းသားတပ်တော် SAF မုံရွာခရိုင်တပ်ရင်းနှင့်တက်ခွဲသောရွာစောကြီးတော်လန်တန်ဘူးဒလင်မိုဘိုင်းတင်တို့ကအတူကူပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးမောင်မကန်ရဲစခန်းကိုစစ်တပ်အင်အားထပ်ကြီးတရက်ချောင်းမှလည်းတက်ဖြောက်လှုပ်ရှားနေတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တဝဲခရိုင်လောင်လုံးမြို့နယ်မောင်မကန်ရဲစခန်းကိုစစ်ကောင်စီတပ်ကအင်အားထပ်ဖြေထားသလိုတရက်ချောင်းမြို့နယ်မှာလည်းအခုရက်ပိုင်းတက်ဖြောက်လှုပ်ရှားတာတွေရှိနေတယ်လို့ဒေသစစ်ရေးတရင်ရှင်းမြစ်တွေကတရင်ဌာနကိုပြောပါတယ်။မနေ့အောက်တိုဘာ၄ရက်နေ့နေ့လယ်ပိုင်းလောက်မှစပြီးစစ်ကောင်စီတပ်ကမောင်မကန်ရဲစခန်းကိုအင်အား၂၀၀ဝန်းကျင်ထပ်မံဖြည့်တင်းထားပြီးဘာကြောင့်ရုတ်တရက်အင်အားတိုးချဲ့လာတယ်ဆိုတာကိုတော့မသိရသေးပါဘူး။ မူဒူရွာကနေမမကန်ရဲစခန်းဘက်ကိုအင်အား200ကျော်ရောက်လာတယ်လို့ဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်အလာဒူဒဝဲခရိုင်တဲကတရက်ချောင်းမြို့နယ်မှာလေစေကောင်စီတပ်ကအောက်တိုဘာလဇန်ခရက်ကစော်ဖျားရွာအပအဝင်အနီးဝင်းချင်းကြီးရွာတွေကိုအောက်တိုဘာ2ရက်ကအင်အား400ဝန်းကျင်နဲ့စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့အဲ့ဒီစစ်ကြောင်းကတပ်ဖြောက်လှုပ်ရှားမှုတွေရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရယ် အုတ်တူဘက်ကိုပြန်လဲနေတဲ့ကောင်းတွေလည်းရှိသလိုဒီတကြောလုံးမှာပျောက်နေတာလည်းရှိတယ်။လက်ပတ်သွာလာနေတာတွေလည်းရှိတယ်။ဒီနေ့တော့ပွဲဖြစ်တာမျိုးမရှိသေးဘူးလို့တရချောင်းမျိုးနဲ့အတွင်းအခြေဆိုင်တရချောင်းမျိုးနဲ့အတွင်းခြေနေကိုစည်ရည်တရင်ရင်းမြစ်တူကသတင်းဌာနကိုပြောပါတယ်။တရချောင်းနယ်စော်ဖျားရွာကိုအော်တိုဘာ၂ရက်မှာဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာတရချောင်းနယ်စော်ဖျားရွာကိုအော်တိုဘာ၂ရက်မှာဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာ အဲ့ဒီနေ့ကဒိဗာကိုမိရှုပ်သွားတယ်လို့စုံစမ်းသိရပေမယ့်ထိခိုက်ပျက်စီးတဲ့နေအိမ်ဘယ်နှလုံးရှိခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။တဝက်ခရိုင်ရေပြူမြို့နယ်တဝက်စည်းဝါးရေးဆောင်အနီကဧကနေရွာကိုလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာစက်တင်ဘာ30ရက်ကနေအောက်တိုဘာလ1ရက်နေ့အထိတော်လှန်ရေးဖူးပေါင်းတပ်တွေနဲ့နှစ်ဖက်တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲပြီးမှစစ်ကောင်စီတပ်ကဧကနီရွာကိုမိရှုခဲ့ပြီးတော့2020ရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်ခဲ့တဲ့ကြံခန့်ရေးပါတီအမှတ်လောင်းရဲ့နေအိမ်နဲ့ပါတီဝင်အချို့ရဲ့နေအိမ်တွေအပါအဝင်နေအိမ်၁၀လုံးထက်မနည်းမိလောင်ပျက်စီးခဲ့ပါတယ်။ဆက်လက်ပြီးမဲစရင်အများအပြားလွှဲမှနေတည်သူများလည်းပတ်ဝန်းနေဟုဘူးလက်လက်ဆွေပြောတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်တပ်ဩဇာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ထားတဲ့မဲဆန္ဒရှင်စည်ရင်တွေမှာယာနဲ့ကြည်လွဲမနေပြီးတည်တဲ့သူတွေလည်းပြန်ပါနေတယ်လို့တက်ရှိထင်ရှားရှိနေသူတွေမဲစည်ရင်မှာမပါတာတွေရှိနေတယ်လို့ကြံခိုင်ရေးပါတီပုပ္ပတိတိမျိုးနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလာဆွေကပြောပါတယ် UEC ကထုတ်ပြန်လိုက်တဲ့မဲစည်ရင်တွေဟာနေပြည်တော်လိုနေရာမျိုးမှာတောင်ယာနဲ့ကြည်ကွာချနေတာကိုပူလက်လက်ဆွေလို့လူတီများတဲ့ဦးလာဆွေကသူအသုံးပြုနေတယ် Lion United USDP TikTok account ကနေအော်တိုဘာ9ရက်ကတရားဝင်ထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့မဲဆင်းတွေကတ်ထားတာသွားကြည့်တယ်။အတော်လေးလွဲနေတယ်။ဘလို့လွဲတာလဲဆိုတော့2020ကမဲဆင်းအဟောင်းကြီးတွေလို့ယူဆတဲ့ဟာတွေကတ်ထားတယ်။အခုအစ်စ်ပြန်ောက်တဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေပြန်ောက်တဲ့စည်ရင်တွေမဟုတ်ဘူး။ Quora ကအတော်ကွာတယ်။900မှ300လောက်ကွာတယ်။သာသိမကောင်းဘူး UEC အနေနဲ့ပြန်လုပ်ရမယ်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးအတော်လုပ်ရမယ်စနေရက်နေ့ဆိုတော့ဒီနေ့က9ရက်ဆိုတော့ဒီတစ်ပတ်အတွင်းမှာအတော်လုပ်ယူရမယ် မင်္ဂလာဒီပလိုရက်ွက်မျိုးမှာရက်ွက်အုပ်ချုပ်ရေးမှုတောင်မပါဘူးရက်ွက်အုပ်ချုပ်ရေးမှုမိသားစုကမဲစင်းမှာမပါဘူးကြံတဲ့သူဆိုပြောမနေနဲ့အဲ့ဒီလိုဖြစ်နေတယ်နေသွားတဲ့သူတွေလည်းပြန်ပါနေတယ်နောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေလည်းပြန်ပါနေတယ်ဒါကအတော်များတယ်လွတ်တော်ကိုယ်စားလှယ်တယောက်ပဲပါတယ်သူ့မိသားစုမပါဘူးလွတ်တော်ကိုယ်စားလှယ်တောင်အားနာလို့ထည့်ပေးလိုက်တာလားမသိဘူး UEC ကဒီမဲစင်းတွေကိုအတော်မှားနေတယ်ဂရမနီရဲ့မဲစင်းတွေကိုပြန်ပြင်ဖို့လှုပ်ဆောင်နေပြီး UEC အနေနဲ့အားစိုက်ပြီးလှုပ်ဆောင်ဖို့လိုနေတယ်လို့ ဦးလဆွေကပြောပါတယ်အတော်ကိုပြန်ပြင်ရမယ်အဲ့ဒါတွေ့တယ်ဗျဘယ်သူတွေအလုရှုပ်လဲဆိုတော့ရက်ကွက်အုပ်ချုပ်ရေးမှုတွေလွတ်တော်ကိုစလဲတွေကိုတိုင်အားထုတ်ပြီးတော့မဲယုံနေကိုလိုက်ကြည့်ပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ဒီစရင်မှန်လားမမှန်ဘူးလားဆိုတာရက်ကွက်ထဲကလူတွေခေါ်ပြီးတိုက်ဆိုင်စစ်ဆေးတာတွေလုပ်နေရမယ်ကျွန်တော်တို့လည်းမဲယုံကိုစလဲတွေခန့်ထားတာဆိုတော့အဲ့ဒါလူတွေကိုဓာတ်ပုံရိုက်တဦးချင်းကိုစစ်အခုဆိုပဲတမျိုးနဲ့တမျိုးတွေကိုရာနဲ့ချီကွာချနေတယ်ဗျဒါတွေ UEC အနေနဲ့အားထုတ်ရလိမ့်မယ် ဇဘူတိရီမျိုးနယ်ကနေဝင်ပြိုင်မဲ့မေကင်းမောင်မြင့်ရဲ့မဲဆန္ဒနယ်မှာလေမဲစရင်အများအပြားမှားယွင်းနေတဲ့အတွက်ချန်ခိုင်ရီပါတီဝင်တွေကစရင်နဲ့လူတိုက်ကပြန်လေစီစစ်တာတွေလုပ်နေတယ်လို့ပါတီဝင်တယောက်ကပြောပါတယ်။မဲစင်းကအတော်လေးกว่าတောင်900ကျော်กว่าတယ်နေပြီးတော့လို့နေရာမှာတောင်กว่าရင်နေပြီးတော့လို့နေရာမှာတောင်กว่าရင်အခြားနေရာတွေဆိုမပြောတတ်ဘူး။ဇဘူတိရီမျိုးနယ်ကမဲစင်းกว่าတောင်ကို UEC ကိုတင်ပြထားတယ်ဘယ်လိုလုပ်မလဲတော့မသိဘူး။ 2020ရွေးကောက်ပွဲလိုမဖြစ်အောင်2025ရွေးကောက်ပွဲကိုမှန်ကန်တိကျအောင်ဆောင်ရွက်သွားမယ်လို့ UEC ဥက္ကဋ္ဌဘူချုံငိမ့်တန်းဆိုကမီဒီယာတွင်နဲ့တွေ့ဆုံစင်မှာပြောဆိုခဲ့ပေမယ့်မဲစင်းတွေထုတ်ပြန်ရမှာမှားယွင်းနေတာဖြစ်ပါတယ်။2020ရွေးကောက်ပွဲမှာမဲစင်းတွေမှားယွင်းနေလို့အကြောင်းပြပြီးစစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပြီးအခုကျင်းပမယ့်ရွေးကောက်ပွဲမှာမဲစင်းတွေမှားယွင်းတာနဲ့ပတ်သက်လို့အာဏာသိမ်းစစ်တပ်ကထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ မဲဆင်းတွေကိုရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တွေမှာတင်ညာထားပြီးလာရောက်ကြည့်ရှုကြဖို့ရှက်ကြီးအုပ်ချုပ်ရေးမှုတွေကနှိုးဆော်နေပေမဲ့ပြည်သူတွေကစိတ်ဝင်စားခြင်းမရှိသလိုကြည့်ရှုသူလည်းမရှိသလောက်နေပါနေပါတယ်။ဒီဇင်ဘာ28ရက်မှာစစ်အုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါတီပေါင်း58ပါတီကကိုယ်စားလှယ်9000ကျော်ဝင်ပြိုင်သွားမှာဖြစ်ပြီးအဲ့ဒီထဲမှာကြန့်ခိုင်ရေးပါတီကအများဆုံးဖြစ်ပါတယ်။အနာသိန်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးရောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ ။ဇမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။